မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grade 5မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေခုတင် जा ပေးမှာကတော့သင်ခန်းစာ1တောင်ကြီးဖဝါအောက်ဆိုတဲ့ကဗျာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်ဇွဲလုံးလဝိရိယဖြင့်ကြိုးစားရင်ဘလို့အခက်ခဲတွေရှိရှိ အရာရာကိုအောင်မြင်နိုင်ကြောင်းကိုသိရှိလာမယ်။ဒီခြေကကြပြားလေးကိုဖတ်ပြပေးမယ်နော်။ တောင်ကြီးဖဝါအောင်ခยีကျန်ခยีကျန်ရှိတို့တက်ခါလန်းမမောတန်းပင်လျှောက်ကြမဲပန်းတိုင်အရောက်ကွဲတို့လူငယ်ရိစွမ်းအားထုတ်နောက်တို့ပင်မစုတ်မိုးကုတ်စဝိုင်းထီအောင်ပင်သွားဖို့အမြဲပြင်းတောင်စင်ထက်ထက်တောတက်ထက်လှမ်းတက်ကြော်လို့ဖြက်မယံမနာတို့ရိလုံလားထုတ်ကြဟေးမနေမနာတို့များလျှောက်တောင်ကြီးဖဝါအောင်ရေးတဲ့သူကတော့မောင်တက်ကျူဖြစ်ပါတယ် ဒီချေကတစ်ခေါက်ဖက်ပြပြီးပြီဆိုတော့ဒါတို့သမီးတို့ဒီချေနဲ့အတူတူနောက်တစ်ခေါက်တော့လိုက်ဖက်ကြည့်ကြရအောင်နော်တောင်ကြီးဘဝအောင်ခရီးချင်းခရီးချင်းရှိသူတက်ခါလန့်မမောတမ်းမင်းရှောက်ကြမင်းပန်းနိုင်အရောက်ကွင်းဒုလူငယ်ရီစွမ်းအားထုတ်နောက်တော့ပဲမစုပ်မိုးကိုစဝိုင်းထီအောင်ပင်သွားဖို့အမြဲပြင်းတောင်စင်ထက်ထက်တောတက်ထက်လန့်တက်ကြော်လို့ဖြက်မယမနာဒူရီလုံလာထုတ်ကြဟီ မနေမနာတို့များလျှောက်တောင်ကြီးဖဝါအောင်ရေးတဲ့သူကတော့မောင်တကျူးဖြစ်တယ်နော်ဒီခြေကကြပြာကိုဖပြပြပြီးဆိုတော့ကြပြာထဲမှာပါတဲ့ခက်စစ်အတိတ်ပဲလေးကိုဖပြပေးမယ်ခยีချံသွားလိုက်ရမလွယ်ကူတော့ခยีပန်းနိုင်ရီမှန်းချက်စွမ်းအားလောက်ကင်ဆောင်ရွက်နိုင်တော့အရေးအချင်းမိုးကုတ်ဆဝိုင်းမိုးနေမြေထီတီဦးထင်မရသည့်ခုံးနေတော့အရေးအကြောင်း လုံလစူးစမ်းအထုတ်ခြင်းဝရိယဒီခြေကအခုကြပြတပိုက်ချင်းစီရဲ့အထိပ္ပယ်ကို ရှင်းပြပေးမယ်ခရီးချင်းခရီးချင်းရှိတုတက်ခါလှမ်းမမောတမ်းမင်လျှောက်ကြမယ်ပန်းတောင်အရောက်ွယ်ဆိုတာကတော့တောင်တက်ခရီးမှာတွေ့ကြုံရတဲ့ခက်ခဲခရီးလမ်းကြမ်းတမ်းမှုတွေကိုညီညာဘလောက်ရှိနေပါစေတောင်ထိပ်ဟူသောပန်းနိုင်ကိုရောက်နိုင်ရဲ့ရှိတုမမောမပန်းလမ်းလျှောက်ကြမည်ဟုဆိုလိုခြင်းဖြစ်တယ် တို့လူငယ်ရိစွမ်းအားထုတ်နောက်တော့ပဲမစုံမိုးကိုစဝိုင်းထီအောင်ပင်သွားဖို့အမြဲပြင်ဆိုတဲ့အဓိပ္ပာယ်လေးကတော့လူငယ်ရိဟာကိုယ်တိုင်ကျူးစားဆောင်ရွက်နိုင်တဲ့စွမ်းအားရိနဲ့နောက်မစုံတဲ့မိုးကိုစဝိုင်းဟုတဲ့ခရီးအဆုံးထိရောက်အောင်သွားမယ်ဟုဆိုလိုခြင်းဖြစ်တယ်။တောင်စင်ထက်ထက်တောထက်ထက်လှမ်းတက်ကြော်လို့ဖြစ်မယင်မနာတို့ရိလုံလာထုတ်ကြဟိမနေမနာတို့များလျှောက်တောင်ကြီးပေါ်အောင်ဆိုတဲ့အဓိပ္ပာယ်လေးကတော့ တောင်တက်ခီးမှာခီးကြမ်းတမ်းတဲ့တော့အထက်ထက်ကိုဇွဲလုံးလောက်ဝိရိယတို့ဖြင့်ကြော်ဖြတ်မယ်ဆိုရင်နီးမြမြင့်တဲ့တောင်ကြီးဖြစ်နေပါစေတောင်တက်သူများရဲ့ခြေပွားအောက်ကိုရောက်ရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကမ္ဘာသမီးတို့ရေဘလောင်မြင့်တဲ့တောင်ကြီးဖြစ်ပါစေတောင်တက်သူတွေရဲ့ခြေပွားအောက်ရောက်ရတယ်လို့ပဲလူဘဝကိုဖြတ်တန်းရတဲ့အခါဘလောက်ပဲခက်ခဲကြမ်းတမ်းတဲ့ခီးဖြစ်နေပါစေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုပြည့်ဝအောင်မဖြစ်မနေဇွဲလုံးလောက်ဝိရိယတို့နဲ့စူးစမ်းဆောင်ရရင် ဘလို့အခက်ခဲတွေရှိရှိ အောင်မြင်ကြမှာဖြစ်တယ်။ဒီချိန်အခုရှင်းပြသွားတဲ့တောင်ကြီးဖွာအောက်ကပြားရဲ့အထိပ်ပဲကိုတို့ဒါတို့သမီးတို့နားလည်သွားပြီလို့ဒီချိန်မျှော်လင့်ပါတယ်။ဒီချိန်တော့နောက်ဆက်တင်ချိန်မှာပြန်တွေ့ကြမယ်နော်။